ည်ကင်ပါရှင်ကျမတော့ဖူးဤနွယ်ပါ DV ရမြန်တန်ကြားရဲ့နေ့လည်နှစ်နာရီအချိန်ထိရရှိထားတဲ့သတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးပါမယ်မြန်မာသတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအားစားသတင်းတွေကိုလည်းရှုစားကြရမှာပါရှင်စကိုင်းတိုင်းဒေသကြီးချောင်းမြို့နယ်အနောက်မြောက်ချမ်းမှာရှိတဲ့ညောင်မင်းသာအုပ်စုဘုံတို့ရွာကမီးထွန်းပွဲတော်ကျင်းပရာနေရာကိုစစ်ကောင်စီတပ်ကအောက်တိုဘာလ6ရက်နေ့ည9နာရီကျော်အချိန်နဲ့ည17နာရီကျော်အချိန်မှာ ဆက်တက်လေထီနဲ့ဘုံကျဲချလို့ဒေသခံအယောက်20ထပ်မံနေသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူများပြားခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါဗျ။ဆက်တက်လေထီခေါ်ပါရာမော်တာ၂စီးဟာနမခစစ်တပ်အတွင်းကနေပြန်တန်းလာပြီးဘုံတိလေးလုံးကျဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။စီမီပူဇော်ပွဲကိုဘုံတို့ရွာအပါအဝင်အနီးနားကျေးရွာ၆ရွာကပြည်သူတွေစုပေါင်းပြုလုပ်တာဖြစ်တဲ့အတွက်တည်ဆုံသူတွေဟာဘုံတို့ရွာအပါအဝင်အနီးနားကျေးရွာ၆ရွာကဒေသခံတွေဖြစ်ဖို့များတယ်လို့လည်းသိရပါတယ်။ ဘုံတူရွာဟာအင်ဂျီတရားဝန်းကျင်ရှိတဲ့ကျေးရွာဖြစ်ပြီးတော့စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ဒေသခံပြည်သူတွေညာရင်းချင်းနေရွှန့်ခွာခဲ့ကြရတယ်လို့လည်းသိရပါတယ်ရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲခရိုင်အတွင်းကတအန်းတက် DNL ထိန်းချုပ်ရာနံပါတ်2မြို့ရက်ကွက်၈ကိုအော်တိုဘားလ9ရက်နေ့မနက်6နာရီခွဲလောက်မှာစစ်ကောင်စီတပ်ကလေကြောင်းနဲ့ထပ်မံဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေစီကလည်းသိရပါဗျ။ နံပါတ်2မြို့ရက်ကွက်ရှိကဘုံကြီးချောင်းကိုလေချောင်းကနေထပ်မံဘုံကျဲတိုက်ခတ်ခဲ့တာဖြစ်ပြီးတော့လူထိခိုက်မှုမရှိဘဲတန်ဃာတော်တွေနဲ့ဒေသခံတွေဘေးလွတ်ရာကိုရှောင်တိမ်နေကြရတယ်လို့သိရပါဗျ။ဘုံကြီးချောင်းကိုဘုံကျဲမှုအတွင်ပထမဦးစွာစောက်ခဲ့တဲ့နှစ်ထပ်ကျောင်းဆောင်ထိမှန်ပျက်စီးသွားခဲ့တယ်လို့ဒေသခံကပြောပါဗျ။စစ်ကောင်စီတပ်ကအောက်တိုဘာလ6ရက်သတင်းကြွလာပြီးနေ့မနက်9:00နာရီကျော်မှာလဲ Jet Fighter နဲ့ကြောင်မဲခရိုင်အတွင်က TNL ထိန်းချုပ်ထားတဲ့ နံပါတ်2ရက်ကွက်နှင့်မြို့မစည်းရဲမှာဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်နေတချို့နဲ့ကားတွေထိခိုက်ပျက်စီးခဲ့တယ်လို့ဒီပေါ်မျိုး microwave ဆက်သွယ်ရေးဝင်းထဲကိုဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်တနည်းအရွယ်ကလင်းငယ်အပါအဝင်ဒေသခံ3ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်ဆောက်ဦးတွေပျက်စီးခဲ့ပါသေးတယ်ရှင်စစ်အုံရှင်တီးခံပါရှင် စစ်ကောင်ရှင်တက်တဲ့ရှမ်းပြည်အမျိုးသားများတက်မတော် SNL တို့ပူပေါင်းပြီးတံပြန်ထိုးစစ်ဆင်တာကြောင့်ဗန်မောက်မြို့နယ်၅မိုင်ဝန်းကျင်အကွာမှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့ဒေသခံတွေရှေ့တန်းသတင်းမြစ်တွေကနေသိရပါဗျ။စိုးတောင်သတင်းပေးပို့ထားပါတယ်ရှင်။စကိုင်းတိုင်းကတာခရိုင်နယ်ကဗန်မောက်မြို့ကို PDF တွေဥဆောင်ပြီး KI ပါဝင်တဲ့ပူပေါင်းတက်တွေကစက်တင်ဘာလနှောင်းပိုင်းမှာတိုက်ပတ်နိုင်ခဲ့ကြောင်း UNG ရဲ့အမှတ်သစ်စစ်သေးတာကကြေညာခဲ့ပါဗျ။ ဒါပေမဲ့မြို့ကိုသိမ်းပိုက်ပြီးနှစ်ပတ်ဝန်းကျင်အကြာမှာတော့စစ်ကော်မရှင်နဲ့ SN ပူးပေါင်းတပ်တွေကအောက်တိုဘာ၄ရက်နေ့ကစလို့တံပြန်ထိုးစစ်ဆင်လာခဲ့ပြီးမြို့နဲ့၅မိုင်အကွာမှာတိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့သိရပါဗျ။သူအမေမကန်လို့အရင်ပြပြီးတော့ပြန်လို့ထိုးစစ်ဆင်လာကြတော့တဲ့အဲမြို့တွေရောမြို့တွေဘုသူမြို့နယ်အဲတုံးလေးမိုင်ငါးမိုင်လောက်မှာတော့တိတိမှုဖြစ်တဲ့ဟုတ်တယ် တယ်တမတုံတုံပါတယ်ဒါနဲ့သူနဲ့ပေါင်းပြန်ထိုးတော့ဒီဒီလေလီဂျောင်းကနေလို့ပုံကြည့်တော့တယ်ဟုတ်တယ်အန်လီလုံလမ်းကျော်တော့တယ်ဟုတ်တယ်သူတို့ကစနစ်နိုင်ဝင်ချင်မလို့နော်စစ်ကောင်မရှင်တက်နဲ့ရှမ်းပြည်အမျိုးသားများတက်မလို့အဆန်နေတို့ကဟောမလင်းဘက်ကနေအင်အားအလုံးကြီးနဲ့ထိုးစစ်ဆင်လာတာဖြစ်ပြီးဘာမောင်မြို့နာက ခမိုးရွာနယ်ဆက်သောရွာတွေဝင်းကျင်မှာတိုက်ပွဲဆက်ဖြစ်နေတာလို့သိရပါဗျာ တော်လိုင်းအင်အားစုတွေဘက်ကလည်းခုခံတာကြောင့်တိုက်ပွဲတွေပြင်းထန်နေပြီးအောက်တိုဘာ9ရက်နဲ့6ရက်နေ့တွေကလည်းလေကြောင်းတိုက်ခိုက်မှုရှိခဲ့ပေမဲ့အသေးစိတ်ကိုမသိရဘူးလို့ဒေသခံကပြောပြပါဗျ။လုံခြုံရေးအရာသူ့ရဲ့ပြောပြမှုကိုအတန်အစားတို့ဖတ်ပြထားပါဗျ။ဘာမောက်ကတိုက်ပွဲတွေဖြစ်နေတာဟုတ်ပါတယ်။ SNL ဘက်ကပြန်ပြီးတိုးခဲ့တာပေါ့လေ။တိုက်ပွဲတွေပြင်းထန်နေတဲ့တူတယ်။လေရင်တွေနဲ့ရောလာကျဲတာရှိတယ်။လက်နက်ကြီးတန်တွေမနေ့ကကောဒီနေ့ကောကြားနေရတယ်။ ဒါအပြင်အောက်တိုဘာ၂ရက်နေ့နေ့လယ်ပိုင်းတုန်းကလည်းစစ်ကောင်မရှင်လီတက်ကနေဘုံလီလုံးချက်ချတိုက်ခိုက်ခဲ့ပါတယ်။နှစ်ဖက်အပြန်အလှန်တိုက်ပွဲတွေကြောင့်ဗန်းမောင်းမြို့ပတ်ဝန်းကျင်ကစက်တော်၊နားရက်ကနဲ့ခမိုးကျေးရွာကပြည်သူတွေဘေးလွတ်ရာကျေးရွာတွေကိုတင်းရှောင်နေရပါတယ်။အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့စီးရင်နေအရာ2023ခုနှစ်မတ်လအထိမြို့နယ်လူဦးရေ8531ယောက်ရှိပြီးရွှေနဲ့သွင်းထွက်တွေကြောင့်ဗန်းမောင်းမြို့နယ်ဟာနှစ်ဖက်တက်တွေအတွက်ဘန္နာရေးအရေးပါတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ ကျွန်တော်အဆိုးသူ့အောင်ပါကင်းနီပြည်နယ်လွိုင်ကော်ဒီမော့ဆိုဖရူဆိုနဲ့ရှန်ဂရီနီနယ်ဇက်ကဖဲခုံမြို့နယ်တွေမှာစစ်ကောင်စီတပ်ကထိုးစစ်ဆင်လာတဲ့အတွက်တော်လိုင်းအင်အားစုတွေနဲ့အခုပတ်ထဲမှာထိတွေ့တိုက်ပွဲဇက်တိုက်ဖြစ်ပွားနေတယ်လို့ကင်းနီအမျိုးသားများကကွယ်တဲ့ KNDF ကအောက်တိုဘာလ6ရက်ကထုတ်ပြန်ပါတယ် ရိုက်ကွန်မြို့နယ်အရှိဘတ်ချံရိုင်းလင်းလေးဒေသတွင်ကနင်းဖုံကြီးကျေးရွာကိုစက်တင်ဘာလ28ရက်ကစစ်ကောင်စီစစ်ကြောင်းထိုးလို့ထိတွေ့တိုက်ပွဲ3ရက်3ရက်အပြင်းထန်ဖြစ်ပွားခဲ့ပြီးစစ်တပ် drone ကြောင့်အရဲသားတယောက်ထိခိုက်မိခဲ့တယ်လို့ပါရှိပါတယ်။စစ်တပ်လက်နက်ကြီးကြောင့်အောက်တိုဘာလ3ရက်နေ့မှာအသက်10နှစ်အရွယ်ကလေး2ယောက်လည်းထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဒီမော့ဆိုမြို့နယ်ဒေါငန်ခါရက်ကွက်နယ်တနန်းဦးကွိုင်ကျေးရွာတို့မှာစစ်တပ်ကစစ်ကြောင်းထိုးနေတဲ့အတွက်ထိတွေ့တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလက်နက်ကြီး drone တွေနဲ့ပစ်ခတ်နေလို့သိရပါတယ်ရှင်ယူစီရဲ့မဲဆင်းထုတ်ပြန်မှုတွေမှားယွင်းမှုများပြနေတဲ့အပေါ်ရွေးကောက်ပွဲဝင်ပြန်ကြမဲ့နိုင်ငံရေးပါတီတွေဘက်ကစိုးရိမ်မှုတွေရှိနေပါတယ်။ဒီသတင်းကိုအောင်သူပေးပို့ထားပါရရှင်။2020ရွေးကောက်ပွဲမှာမဲဆင်းမှားယွင်းမှုတွေကနေသဆင်းမဲပဒမမှုတွေရှိခဲ့တယ်လို့အကြောင်းပြပြီးစစ်တပ်ကနိုင်ငံတော်အာဏာကိုသိမ်းယူခဲ့ပေမဲ့ သူတို့ပြန်ကျင်းပမဲ့ရွေးကောက်ပွဲအတွက်ပထမဆုံးအကြိမ်ထုတ်ပြန်တဲ့မဲဆင်းတွေဟာလည်းအမှားများစွာပါဝင်နေတဲ့အတွက်စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်အပေါ်ဝေဖန်မှုတွေရှိနေပါတယ်။အခုထုတ်ပြန်လိုက်တဲ့မဲဆင်းတွေမှာမဲပေးပိုင်ဝင်ရှိတဲ့သူတွေမဲဆင်းမပါတာတွေရှိသလိုတည်ဆုံနေတဲ့သူတွေဟာလည်းမဲဆင်းမှာပါနေတာကြောင့်ဓာရီကိုတိကျပြန်မစစ်စစ်နိုင်ရင်2025ခုနှစ်နှစ်ပေါ်မှာပြုလုပ်မဲ့ရွေးကောက်ပွဲအပေါ်စိုးရိမ်မိတယ်လို့ ရွေးကောက်ပွဲဝင်ပြိုင်ကြမယ့်နိုင်ငံရေးပါတီတွေကပြောပါတယ်။ဘာလို့စကတ်တာလဲဆရာကြီး။ကျွန်တော်တော့နေချင်းတော့ဘုံတော့နေချင်းကတ်တယ်ထပ်ပြီးကတ်တယ်ခုတော့ဘလူးကောက်မသိသေးဘူး။အဲ့တော့နောက်ဆုံးအချိန်ကြီးတော့ကျွန်တော်တို့ဆောက်ကြည့်ရမယ်သဘောတော်ပါရှင်။အတီးလို့ပြောပြီးတဲ့အချိန်မှာတော့အဲ့ဒီဆိုကုနာပြောဖြစ်လာတယ်ဖြစ်တယ်ဆိုမဲပြီးတဲ့ပုံမှာပဲဟိုဒီပဲလေ။အခုကမဲပြီးတဲ့စနစ်ဒီပါလေ။အပြောင်းလဲရှိတယ်မရှိဘူးဆိုတဲ့ကိစ္စတွေကအခုကမဲပြီးတာတော့တကယ်လို့ရှိအောင်ဆိုတဲ့အကြောင်းကိုတို့ရောပြီးတော့စနစ်ကြတော့သူလုံနေတာပဲ။ လဲပြီးပြီးတဲ့နောက်မှပဲကျွန်တော်တို့ဓာတ်ရီကတော့ဒါတရားနဲ့မတရားဘူးဆိုတာဆုံးဖြတ်ကြရတဲ့ကိစ္စအခုကကြည့်ရလို့မကြည့်အောင်လို့သူတို့အသေးစိတ်တော့လုပ်နေရတော့အနာသိစကောင်စီရဲ့ယူကောက်ပွဲကော်မရှင်ကထုတ်ပြန်လိုက်တဲ့မဲဆင်းတွေကိုတွားရောက်စစ်ဆေးကြည့်တဲ့အခါမှာလူ900မှာလူ300ရဲ့မဲဆင်းတွေကမှားယွင်းနေပြီးရက်ကွက်အုပ်ချုပ်ရေးမှုနဲ့မိသားစုဝင်တွေတောင်းမဲဆင်းမှာပါမလာပဲမဲဆင်းကွာဟမှုတွေကများလွန်းနေတာကြောင့်ပြန်ပြင်နိုင်မှုတပတ်ပဲအချိန်ရှိတော့တယ်လို့ကြန့်ခံရေးပါတီဝင် ဘူလက်လှဆွေကသူ့ရဲ့ Facebook ကနေသတင်းပြောဆိုပါရယ်2020ရွေးကောက်ပွဲလို့မဖြစ်အောင်2025ခုနှစ်ရွေးကောက်ပွဲကိုမှန်ကန်တိကျအောင်ဆောင်ရွက်သွားမယ်လို့ UEC ဥက္ကဋ္ဌစစ်ဘူချုပ်ငင်းစာတန်းဆူကမီဒီယာတွေနဲ့တွေ့ဆုံချိန်မှာပြောဆိုခဲ့ပြီးမဲမဲဆင်းတွေထုတ်ပြန်တဲ့အခါမှာတော့မှားယွင်းနေတာဖြစ်ပါတယ်အခုလိုမဲဆင်းတွေမှားယွင်းမှုတွေရှိနေတာဟာရွေးကောက်ပွဲကော်မရှင်ကအလုံးမလုံးတာကြောင်းလို့စံခံရေးပါတီ ပုပ်ပသီမျိုးနယ်လွှတ်တော်ကိုယ်စားလှယ်လောင်းဦးလှဆွေကဝေဖန်ပါတယ်ရုပ်ောက်ပွဲကော်မရှင်ရဲ့ဆောင်ရွက်ချက်တွေနဲ့လှုပ်ဆောင်ချက်တွေဟာလက်တွေ့မကျတာကြောင့်နိုင်ငံရေးပါတီတွေနဲ့တွဲဆုံချိန်တိုင်းမှာထောက်ပြပြောဆိုခဲ့ပေမဲ့လက်ခံဆောင်ရွက်မှုမျိုးမရှိခဲ့ဘူးလို့လည်း88မျိုးဆက်ចောင်းသားလူငယ်များပြည်တော်စုမြန်မာနိုင်ငံပါတီဥက္ကဋ္ဌကလည်းပြောပါတယ်ပြောပြန်တော့လည်းရံများတာပဲရှိတယ်ကိုရီးယားဘာပဲဖြစ်ဖြစ်ပေါ့နိုင်ငံရေးကိုအတူတဘောနဲ့ပဲကိုကပြောတာအတူတဘောနဲ့ပြောတယ်လို့မမြင်ဘူးသူတို့တွေက တစ်ချိန်လုံးကျွန်တော်တို့နဲ့ဟိုကော်မရှင်နဲ့ပြည်ပခါတွေအနေနဲ့ဖြစ်ဖြစ်နေတော့လေကျွန်တော်လည်းသတိထားပြီးတော့ပေါ့နားဝင်မလားဆိုပြီးတော့ပြောတော့ပြောတာပေါ့ဗျာအဲ့လိုပေါ့ဗျာသူတို့စပြီးတော့ဒီရေကောက်ဘက်ကိစ္စကိုအချိန်စရာစပြီးတော့လှုပ်တရလွလမမမှုတွေကတော့အများကြီးရှိနေတယ်လေအဲ့ဒါတွေကိုသူတို့ကနောက်မှလိုက်ပြင်နောက်မှလိုက်ပြင်ဆိုတော့ကျွန်တော်တို့အလုပ်လုပ်ရတာတော်တော်လေးခက်တိကောက်တော့ဖြစ်တာပေါ့ဗျာအနာသိန်းစကောင်စီရဲ့ရေကောက်ပွဲကော်မရှင်ကရေကောက်ပွဲအတွက်မဲဆင်းတွေကိုစက်တင်ဘာလ30ရက်နေ့ကနေအောက်တိုဘာလ13ရက်နေ့ထိ ပထမအကြိမ်ဖြစ်14ရက်ကြာတက်ဆိုင်ရရက်ွက်ကြီးရွာအုပ်စုတွေမှာကထမှာဖြစ်ပါတယ်။မဲစင်းတွေကိုရွက်ောက်ွယ်ချစ်ပါမဲ့မြို့နယ်တွေမှာကျင်းညာထားပြီးလာရောက်ကြည့်ရှုကြဖို့ရက်ကြီးအုပ်ချုပ်ရေးမှုတွေကနှိုးဆော်နေပေမဲ့ပြည်သူတွေကစိတ်ဝင်စားခြင်းမရှိသလိုကြည့်ရှုသူလည်းမရှိသလောက်နေပါနေပါတယ်။ဒီသမလာ28ရက်နေ့မှာစေအုပ်စုကပြုလုပ်မဲ့ယူကောက်ပွဲကိုပါတီဝင်ပေါင်း58ပါတီကကိုယ်စားလှယ်လောင်း9000ကျော်ဝင်ရောက်ရှင်ပြိုင်သွားမှာဖြစ်ပြီးအဲ့ဒီအထက်မှာ ကြမ်းခံရေးပါတီကအများဆုံးဖြစ်ပါတယ်။အနာသိန်းစစ်တပ်ကလုံးမဲ့ယူကောက်ပွဲဟာတရားမဝင်တဲ့အတုအယောင်ယူကောက်ပွဲဖြစ်တယ်လို့လည်းအမျိုးသားညီညွတ်ရေးအစိုးရ MNUG နဲ့တော်လှန်ရေးအင်အားစုတွေကထုတ်ပြန်ထားပါတယ်။ကျွန်တော်အောင်သူပါခင်ဗျာ။တော်လန်နုပညာရှင်တွေဖြစ်တဲ့ဒရိုက်တာခရစ်စတီနာခီရိုက်ကူပြီးတရုတ်ဆောင်ဇန်ခီနဲ့အကယ်ဒမီပိုင်ဖြိုးသူတို့ပါဝင်တရုတ်ဆောင်ထားတဲ့နောက်အဲဘာထာဝရနောင်ကျိုးရုပ်ရှင်အထူးပြပွဲကို မေရိကန်ပြောင်စု Maryland ပြည်နယ် Regal Majestic ရုပ်ရှင်ရုံမှာဒေသစံတော်ချိန်အောက်တိုဘာလ5ရက်မိုးလယ်ပိုင်းကပြသခဲ့ပါတယ်။ရုပ်ရှင်ပြပွဲကို Washington DC နဲ့ Maryland ပြည်နယ်ရောက်မြန်မာတွေလာရောက်အားပေးခဲ့ကြပြီးတော့တော်လန်အမှုပညာရှင်တွေနဲ့အတူရက်တီကြောင်ပြသခဲ့ပါတယ်။ Now Ever ထောက်ရနောင်ကျူရုပ်ရှင်ကိုမေရိကန်ပြောင်စုမြို့ကြီးဆယ်မြို့မှာဇက်တိုက်ယုံတင် ပြသခဲ့ပြီးတောင်ကိုရီးယားနိုင်ငံမှာလည်းတပြိုင်တည်းယုံတင်ပြသနေတာဖြစ်ပါတယ်။ နောက်ရက်အေဘာထာဝရနောင်ကျိုးရုပ်ရှင်ကိုမြန်မာနိုင်ငံမှာယုံတင်ပြတာတုန်းကလည်းပြည်သက်တွေရဲ့တခဲနဲ့အပိမှုကိုရရှိခဲ့ပါတယ်ရှင်အခုဆက်လက်ပြီးတော့နိုင်ငံတကာသတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ American ပြည်အောင်စုအထက်လွှတ်တော်မှာအော်တိုဘာလ6ရက်တနင်္လာနေ့ကညနေပိုင်းမဲခွဲမှုအတွင်း Republican နဲ့ Democrat Party နှစ်ခုစလုံးကနေ American အစိုးရပိတ်သိမ်းမှုကိုအဆုံးသတ်ဖို့ကြိုးပမ်းမှုမအောင်မြင်ခဲ့ပါဘူး Republican ဥပဒေမူကြမ်းမှာထောက်ခံမဲ52မဲနဲ့ကန့်ကွက်မဲ52မဲရှိပါတယ်အရင်က Democratic ဦးဆောင်တဲ့ဥပဒေကြမ်းမှာထောက်ခံမဲ55မဲနဲ့စန့်ကျင်မဲ90ရှိခဲ့တာပါဒီအဆိုကိုအတည်ပြုနိုင်ဖို့အထက်လွှတ်တော်မှာထောက်ခံမဲ9ပုံ3ပုံလိုအပ်ပါတယ် တနင်္လာနေ့ကအမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာအစိုးရပြန်ဖွင့်ဖို့ကြိုးပမ်းရမှာအဓိကအတားအဆီးတစ်ခုဖြစ်နေတဲ့ကျန်းမာရေးစောင့်ရှောက်မှုမူဝါဒကိုဒီမိုကရက်တွေနဲ့လက်တွဲလှုံ့ဆော်ရတဲ့အတွက်စိတ်ချမ်းသာကြောင်းဒါပေမဲ့ပိတ်နေတာကိုအရင်အဆုံးသတ်ရမယ်လို့ပြောခဲ့ပါတယ်ရှင်ဆက်လက်ပြီးတော့အားကစားသတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ Nottingham Forest အသင်းဟာနီးပြ NG Postigo Glunia အတွက် Fulham အသင်းနီးပြ Marco Silva ကိုခေါ်ယူဖို့ပြင်ဆင်တယ်လို့သိရပါဗျ။ Postigo Glu ဟာနီးပြ Nuno Santos ရဲ့နေရာမှာအစားထိုးဝင်ရောက်တာဝန်ယူခဲ့တာတလားမပြည့်ခင်မှာပဲခုနှစ်ပွဲဆက်တိုက်နိုင်ပွဲပျောက်ခဲ့ရာကြောင့် Nottingham ကယာရုကနေထုတ်ပယ်ဖို့ပြင်ဆင်လာခဲ့တာပါ။ဖူဟန်နီပြမာကိုဆေးဗားဟာအသင်းနဲ့အခုနှစ်ရာသီအကုန်မှာစာချုပ်သက်တမ်းကုံဆုံးမှာဖြစ်ပြီးတော့နော်တင်ဟမ်ဘက်ကရော်ကြီးပေးပြီးရာသီမကုန်ခင်မှာခေါ်ယူနိုင်တယ်လို့သိရပါတယ်ရှင်။ TV ရုပ်မြင်သံကြားရဲ့နေ့လည်နှစ်နိုင်သတင်းတွေကိုတိုက်ရိုက်ရှုစားကြရတာပါ။ညနေ၄နာရီမှာလည်းထပ်မံရရှိတဲ့သတင်းတွေကိုဖြည့်ဆွက်ပြီးတော့တင်ဆက်ပေးဦးမှာပါ။ကျမတို့ဖူးအီအီနဲ့ပါ။ကြည့်ရှုနားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။